အားလုံးပဲမှန်လာပါခင်ဗျာ knowledge sharing channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ဒီဘလောက်မိတ်ဆွေတို့ကိုမျှဝေပေးသွားမှာကတော့ကိုယ့်ရဲ့ Facebook account ထဲမှာအရေးကြီးတဲ့ profile information တွေကိုတခြားသူတွေဝင်ကြည့်လို့မရအောင်ကိုယ့်အနေနဲ့ဘယ်လိုမျိုး setting ပိတ်ထားရမလဲဆိုတဲ့နည်းလမ်းလေးကိုဒီဗီဒီယိုမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ okay ပါဒီနည်းလမ်းလေးကိုသိချင်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါ YouTube Face ကိုလည်းကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ Facebook software လေးတွေကိုဝင်ပေးလိုက်ပါပြီးပြီဆိုရင်တော့ကိုယ့်ရဲ့ Facebook profile လေးတွေကိုထပ်ဝင်ပေးလိုက်ပါခင်ဗျာ profile လေးကိုရောက်ပြီဆိုရင်တော့ကျွန်တော် screen ကိုအပေါ်ကိုဆွဲတင်ပြီးတော့ဒီမှာရှိတဲ့ setting and privacy လေးတဲ့ကိုထပ်ဝင်ပေးလိုက်ပါခင်ဗျာ setting and privacy တဲ့ကိုရောက်ပြီဆိုရင်တော့ဒီအပေါ်ဆုံးမှာရှိတဲ့ setting လေးတဲ့ကိုထပ်ဝင်ပေးလိုက်ပါခင်ဗျာ okay ပါ setting တဲ့ကိုရောက်ပြီဆိုရင်တော့ဒီမှာရှိတဲ့ tools and resources ဆိုတဲ့တံခါးလေးရဲ့အောက်မှာရှိတဲ့ကျွန်တော်အပေါ်ဆုံးက privacy shortcut ဆိုတဲ့ကျွန်တော် top ပုံလေးနဲ့ setting လေးတဲ့ကိုဝင်ပေးလိုက်ပါခင်ဗျာဆိုတော့ privacy shortcut ဆိုတဲ့ setting လေးတဲ့ကိုဝင်ပေးလိုက်ပါ ဒီထက်ကိုရောက်ပြီဆိုရင်တော့ဒီမှာရှိတဲ့ဘယ်ဘက်ပေါ်တောင်းမှာရှိတဲ့ who can see what you share ဆိုတဲ့ setting လေးတဲ့ကိုဝင်ပေးရမှာဖြစ်ပါတယ်ဆိုတော့ who can see what you share ဆိုတဲ့ setting လေးတဲ့ကိုထပ်ဝင်ပေးလိုက်ပါပြီးရင်တော့ဒီမှာရှိတဲ့ continue ဆိုတဲ့အပြာရောင်စာတန်းလေးကိုနှိပ်ပြီးတော့ထပ်ဝင်ပေးလိုက်ပါခင်ဗျာ Okay ပါဒါဆိုရင်တော့ကျွန်တော်ရဲ့ Facebook account ထဲမှာရှိတဲ့ profile information တွေကိုဒီနေရာမှာတွေ့ရမှာပဲဖြစ်ပါတယ်။ကိုယ့်ရဲ့ Facebook account ကိုဖွင့်ခဲ့တဲ့ phone number တွေ၊ Gmail တွေ၊ကျွန်တော်မွေးနေ့တွေ၊ကျွန်တော်တခြားကျွန်တော် relationship status တွေပေါ့နော်။ဒါတွေကိုဒီနေရာမှာတွေ့ရမှာပဲဖြစ်ပါတယ်။ဆိုတော့ကိုယ့်ရဲ့ Facebook account ရဲ့ profile information မှာထည့်ထားခဲ့တဲ့အချက်လက်တွေကိုတခြားသူတွေဝင်ကြည့်လို့မရအောင်ဘယ်လိုမျိုးပိတ်ထားရမလဲဆိုတာကျွန်တော်နဲ့တူတူဆက်ပြီးတော့လေ့လာလိုက်ကြမယ်နော်။ပထမဆုံးအနေနဲ့ဒီအပေါ်ဆုံးမှာရှိတဲ့ email address ဆိုတဲ့ကျွန်တော်ရဲ့ Facebook account ဖွင့်တုန်းကထည့်ခဲ့တဲ့ email address ကိုတခြား သူတွေဝင်ကြီးလို့မရစီချင်ဘူးဆိုရင်တော့ဒီမှာရှိတဲ့မြားလေးကိုနှိမ့်လိုက်ပါပြီးပြီဆိုရင်တော့ဒီမှာရှိတဲ့ only me ကိုနှိမ့်ပြီးတော့ဒီမှာရှိတဲ့ saves ကိုဆိုတာကိုနှိမ့်လိုက်မယ်ဆိုရင်တော့တခြားသူတွေအနေနဲ့ကိုယ့်ရဲ့ facebook account ကိုဘာနဲ့ဖွင့်ထားသလဲဘယ် email နဲ့ဖွင့်ထားသလဲဆိုတာဝင်ကြီးလို့မရနိုင်တော့ပါဘူး โอเคပါနောက်ထပ်နေလဲလဲဒီအောက်မှာရှိတယ်ကျွန်တော်တို့ဘတ်ဒေးတွေကိုလည်းကိုယ်အနေနဲ့တခြားလူတွေဝင်ကြည့်လို့မရအောင်ပြောင်းထားလို့ရပါတယ်ဆိုတော့ဒီမှာရှိတဲ့ဘတ်ဒေးရဲ့ညာဘက်ခြမ်းမှာရှိတဲ့မြားကိုနှိပ်မယ်ပြီးရင်တော့ only me ကိုနှိပ်ပြီးတော့ save ကိုနှိပ်လိုက်ပါโอเคပါဒီမှာဆိုရင်လဲခုနှစ်တက်ကလစ်ကိုလည်း only me ကိုရွေးမယ်ပြီးရင် save ကိုနှိပ်ပေးလိုက်ပါဒါဆိုရင်တော့ဒီနေရာမှာ only me လို့ပြသွားပြီပေါ့နော် ကျွန်တော်တော့ဒါဆုံးရေးကြည့်တဲ့ဟာလေးကတော့ဒီအောင်ဆုံးမှရှိတဲ့နှစ်ခုပါ Who can see you are friendly ဆိုတဲ့ကျွန်တော်တို့ရဲ့ Facebook account ထဲမှာဘယ်တငယ်ချင်းတွေဘသူတွေနဲ့တငယ်ချင်းဖြစ်ထားလဲဆိုတာကိုတခြားသူတွေဝင်ကြည့်လို့မရအောင်ပိတ်ထားရမှာဖြစ်ပါတယ်ဆိုတော့ဒီမှာရှိတဲ့ Who can see you are friendly ဆိုတဲ့ကျွန်တော် setting လေးအညာဘက်ရှမ်းမှာရှိတဲ့မြားကိုနှိပ်လိုက်ပါ ပြီးပြီဆိုရင်တော့ဒီမှာရှိတဲ့ only me ကိုနှိပ်ပြီးတော့ save ကိုဆက်နှိပ်ပေးလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ Facebook account ထဲမှာဘသူတွေနဲ့တငယ်ချင်းဖြစ်ထားတယ်ဆိုတာကိုတခြားသူတွေအနေနဲ့အဝင်ကြည့်လို့မရတော့ပါဘူးနောက်ဆုံး setting လေးကတော့ဒီအောက်ဆုံးမှာရှိတဲ့ who can see the people face and release you follow ဆိုတဲ့ setting လေးပဲဖြစ်ပါတယ်ဒီ setting လေးကတော့ကိုယ့်ရဲ့ Facebook account ကနေပြီးတော့ follow လုပ်ထားတဲ့ page တွေ group တွေအကောင့်တွေကိုတခြားသူတွေဝင်ကြည့်လို့မရအောင်ဒီနေရာမှာချိန်ထားပေးရမှာဖြစ်ပါတယ်စတင်ချိန်ဖို့အတွက်ဆိုရင်တော့ဒီမှာရှိတဲ့မြားလေးကိုနှိမ့်ရပါပြီးပြီဆိုရင်တော့ ခုနပြောတဲ့အတိုင်းပဲ only me ကိုရွေးမယ်ပြီးရင်တော့ save ကိုနှိပ်လိုက်မယ်ဆိုရင်တော့ကျော်တို့ရဲ့ Facebook account ကနေ follow လုပ်ထားတဲ့လူတွေအဲ page တွေ account တွေကိုတခြားသူတွေအနေနဲ့ဝင်ကြည့်လို့ရနိုင်တော့မှာမဟုတ်တော့ပါဘူးခင်ဗျာ okay ပါဒီ setting လေးကိုမိတ်ဆွေတို့အနေနဲ့သိရှိထားမယ်ဆိုရင်တော့ကိုယ့်ရဲ့ Facebook account ရဲ့အရေးကြီးတဲ့ profile information တွေကိုတခြားသူတွေဝင်ကြည့်လို့မရအောင်ပိတ်ထားနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ okay ပါဒီ video လေးမှာမျှဝေပြီးခဲ့တဲ့ theme နားမလည်တော့မရှင်းလင်းတာလေးတွေရှိရင်လည်းဒီ video လေးရဲ့ comment box မှာဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေ cho phá xíu nhá